မင်္ဂလာပါရှင်။ PSM News ရဲ့နိုဝင်ဘာလ၄ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့နိုဝင်ဘာလ၄ရက်နေ့အင်္ဂါနေ့မှာတော့မကွေးတိုင်းရခိုင်ပြည်နယ်ပဲခူးတိုင်းအရှိတ်ချန်နယ်မုဒ္ဒမခွေးတို့မှာမိုးများနိုင်ပါတယ်။မြဝကျုံမော်ကန်ရဲအနီးမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝန်ဟာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းကိုမနက်ဖြန်မှရောက်ရှိမှာဖြစ်ပါတယ်။အဲ့ဒီလီဗီးယားနဲ့ရေဝန်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဝင်ရောက်ဖို့ရှိနေပြီးလက်ရှိမှာရခိုင်ကမ်းရိုးတန်းအနီးမှာတည်ရှိနေပါတယ်။အဲ့ဒီလီဗီးယားနဲ့ရေဝန်ဟာ နိုမာလာ9ရက်နေ့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုဝင်ရောက်သွားပြီးတဲ့နောက်မြန်မာနိုင်ငံမှာမိုးရွာသွားနိုင်မှာဖြစ်ပါတယ်။တချိန်တည်းမှာပဲဖိလစ်ပိုင်အရှေ့ဘက်ကခဲမက်ခီအမီယာပူပိုင်းမုန်တိုင်းဟာနိုမာလာ3ရက်နေ့မှာတိုင်ဖွန်းမုန်တိုင်းအဖြစ်အားကောင်းလာပြီးနိုမာလာ9ရက်နေ့မှာတော့တောင်ပြောက်ပင်လယ်တွေကိုဝင်ရောက်လာနိုင်ပါတယ်။အဲဒီမုန်တိုင်းဟာဗီယက်နမ်ကမ်းခြေနားကိုချဉ်ကပ်ချိန်မှာအားလွန်ကောင်းတဲ့တိုင်ဖွန်းမုန်တိုင်း very strong typhoon အဖြစ်ပြောင်းလဲနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားပါတယ်။အဲဒီတိုင်ဖွန်းမုန်တိုင်းရဲ့အကျဉ်းချန်တိမ်တိုက်တွေကြောင့် နိုဝင်ဘာလ9ရက်ကနေ10ရက်နေ့အတွင်းမြန်မာနိုင်ငံအရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်းနဲ့အေရရီတိုင်းတွေမှာနေရာကွက်ပြီးမိုးများနိုင်ပါတယ်။အခုနိုဝင်ဘာလအတွင်းတောင်တရုတ်ပင်လယ်ပြင်မှာမုန်တိုင်းတစ်ခုဖြစ်လာနိုင်ဖို့ရှိနေပြီးအဲ့ဒီမုန်တိုင်းကြီးရဲ့အရှင်ကြောင့်မြန်မာနိုင်ငံမှာနိုဝင်ဘာလကုန်ပိုင်းထိမိုးအနှဲငယ်ကနေမိုးအထင်အရင်ရွာသွန်းနိုင်ပါတယ်။ မိုးရွာသွန်းနိုင်ပေမဲ့မိုးများနိုင်မှာမဟုတ်တာကြောင့်သဘာဝပြည့်ရဲ့နေရာအတွက်စိုးရိမ်စရာမရှိပေမဲ့စိုက်ပျိုးရေးလုပ်ငန်းသူတွေအတွက်တော့ဖြန့်မှုအန္တရာယ်ကိုသတိပြုဖို့လိုအပ်ပါတယ်။ဒီကနေ့မှာတော့မိပြီးတော့မန္တလေးတိုင်းပဲခူးတိုင်းစကိုင်းတိုင်းအောက်ပိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ မကွေးတိုင်းနဲ့ကရင်နီပြည်နယ်တို့မှာတော့နေရာစိတ်စိတ်မိုးရသွန်းနိုင်မှာဖြစ်ပါတယ်။ကံကောထီးလင်းနဲ့ကြောမြူနယ်တဝိုင်းမှာတော့မိုးအလွန်များနိုင်တယ်လို့ရခိုင်ပြည်နယ်ကစစ်တွေနဲ့မြေပုံမြို့နယ်တွေမှာလည်းမိုးများနိုင်ပြီးကြံပြည်နယ်နဲ့တိုင်းနယ်မှာတော့မိုးအထင်တင်ကနေမိုးများနိုင်ပါတယ်။ဒီနေ့မှာရခိုင်ပြည်နယ်အေရဝတီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာမိုးရေချိန်၃လက်မှကနေ၄လက်မှနီးပါးအထိမိုးလွန်များနိုင်မှာဖြစ်ကြောင်းမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကလည်းဆိုထားပါဗျ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာမိုးတိမ်တောင်တွေဖြစ်ထွန်းနေပြီးလေပြင်းတိုက်ခတ်တာ၊မိုးကြိုးဖြစ်တာ၊မိုးသီးကြွေကြတာလိုမျိုးမိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့ကြိုတင်သတိပြုဖို့လိုအပ်ပါတယ်။မြန်မာကန်ရိုးတဲ့တစ်ချောင်းနဲ့ကန်လွန်ပေးနေပြီးဒီမှာလေမိုးသက်လေပြင်းတွေကြာရောက်ပြီးလှိုင်းကြီးနေပါတယ်။လှိုင်းအမြင့်ကတော့၈ပေကနေ10ပေလောက်ထိရှိနိုင်ပြီးမိုးသက်လေပြင်းကြာချိန်မှာဒီတိုင်းတော့ကတနအီကို35မိုင်အထိရှိနိုင်တာကြောင့်ပင်လယ်ပြင်ထွက်မဲ့သူတွေသတိထားဖို့လိုအပ်ပါတယ်ရှင်။ မူလဝဒဖြစ်စဉ်ကြိုတင်ခမန်းချက်တွေဟာအများဆုံး80ရာခိုင်နှုန်းသာမှန်ကန်နိုင်တာကြောင့်အချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။နေ့စဉ်ပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်း PSM ကနေတင်ပြပေးသွားမှာဖြစ်တဲ့အတွက် PSM ရဲ့နေ့စဉ်မူလဝဒအစီအစဉ်ကိုစောင့်ကြည့်ပေးကြဖို့မြစ်တာရက်ခံပါတယ်ရှင်။ PSM ကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေနဲ့အတူမြန်မာပြည်သူဒီသားတွေလည်းစမ်းမစွာနဲ့တဘာဝပီးရဲ့အတွေ့အကြုံကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေကြောင်းဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်ရှင်။